မြင်းကြီးတက်က NDG ဇလန်ရှုံးနေတယုတ်ဖို့ Youth Illustrators of Balasata ကျမနာမည်ကဂျင်းနေလေမမနာမည်ကဝင်းနေမောင်လေးကရိုနီတဲ့လေခွင်းတွေတောတောင်တွေနဲ့စမ်းကြောင်းတွေတစ်ခုရှိတဲ့ရွာမှာနေတယ်ဂျင်းနေလို့မောင်နှမတွေဟာခြံထဲမှာဆွဲရတာကြိုက်တယ်အပင်တွေကိုကြိလိုက်အသီးတွေခူးစားလိုက် ုံတွေဆွဲလိုက်လွှတ်ရတာကိုကြိုက်တယ်။ဒါပေမဲ့ပြောစရာအချင်းတွေကုံဆုံးသွားတဲ့တရက်ကိုရောက်လာခဲ့တယ်။ညို့ကိုအိမ်ပြောင်းကြမှဖြစ်မယ်လို့အဖေကပြောတယ်။မပြောင်းလို့မရဘူးလား။သမီးဒီမှာပဲပြောတယ်လို့ဂျင်းနီကပြန်ပြောကြည့်ရဲ့။ညရီဝိုင်းနေတဲ့မမဝင်ကြီးကဂျင်းနီရဲ့ပခုံးကိုဖတ်ထားပေးတယ်။မြို့မှာလည်းဒီလိုပဲကစားလို့ရမှာပါလို့ရိုနီကပြောတယ်။ ်အားလုံးအဆင်ပြေသွားရင် ရွာကိုပြန်လာကြမှာပါတမီးရဲ့လို့မမေကပြောတယ်ဒီရွာဒီချမ်းဂျင်းနေဆွဲထားတဲ့ပုံကလေးတွေအပြစ်ကတ်ထားတဲ့အိမ်ရန်လေးဒါတွေအကုန်လုံးထားခဲ့ရမှာလားဂျင်းနေမထားခဲ့ခြင်းဘူးနောက်တစ်ပတ်လောက်မှဂျင်းဒီရိုးအိမ်ပြောင်းလာခဲ့ကြတယ်။နေရမယ့်နေရာရောက်တော့ဂျင်းဒီစိတ်ပူညစ်သွားတယ် နေမှာမြင်မှုတဲ့ရှာကလေးအိမ်လိုမျိုးအထက်မြစ်တိုက်ခန်းလေးတွေကအသက်ရှူကြက်ချင်းစရာကြီးနေကားလေးကလည်းကျဉ်ကျဉ်လေးပဲပမာလဲသမီးရဲ့ကိုပိုင်အခန်းကျင်းနီကမျက်မှောင်ကုပ်ပြီးမေးလိုက်တယ်ဒါကဖေဖေနဲ့မမေတို့ရဲ့တိုက်ခန်းဆိုတော့သမီးတို့ရဲ့ကိုပိုင်အခန်းပဲပေါ့ မဟုတ်ဘူးရွာကအိမ်မာလို့တမင်းတို့အခန်းလို့ပြောတာမမေတို့မှရှိတယ်ပဆန်ကဒီတခန်းလောက်ပဲဝဲနိုင်တာလေလို့မမေကဝင်ပြောတယ်မမေအတန်ကစိတ်မကောင်းဖြစ်တဲ့အတန်ပဲမမဝင်နေတဲ့ချင်းကြီးကအဲ့ရတခုအတူတူရမယ်တဲ့ဒီလိုနဲ့ရတရဖတ်တပတ်တာပြီးသွားတယ်ချင်းကြီးတို့ဟာအင်းနဲ့အသားမကြပါဘူးတငယ်ချင်းတွေလည်းဘယ်သူမှမရကြသေးဘူး ။တငယ်ချင်းတွေမရသေးပေမဲ့ရန်သူတို့ရပြီ။ဂျင်နီတို့မောင်မမ၃ယောက်ရွာကိုလွမ်းတယ်လို့အမဲပြောနေတော့အဖေနဲ့အမေကသူတို့ကိုအပြင်းပြအောင်ဝရဏာမှာပန်းဆိုင်ခင်းနဲ့လှုပ်ပေးတယ်။မမေကပြိုးပင်ပေါက်ကလေးတွေနဲ့ပန်းအိုးတွေဈေးကောက်ခွဲလာပေးပြီရဲ့ဖေကတိတ်တော်တာပဲပြိုးပင်လေးတွေဖြစ်အောင်လုပ်တာခဏလေးပဲစောင့်ရတယ် ဝင်းနီ၊ဂျင်နီနဲ့ရူနီတို့ကရေလောင်းရတယ်၊ငှက်မောင်းရတယ်။တရက်တော့အောက်ကနေအော်တန်ကြားလို့ထွက်ကြည့်လိုက်တာ။ညီညီတက်ကအန်တီကြီးဒေါသထွက်နေတာကိုတွေ့ရတယ်။"ဟေးကလေးမလေး၊နင်ရေလောင်းတာငါ့အိမ်ခေါင်းမိုးပေါ်ကြာကုန်ပြီ။တိုက်ခန်းနေနေတာအောက်မှာလူတွေရှိတယ်။"တဲ့အပင်ဆိုင်ရှင်တော့ပြန်ကြဟဲ့အဲ့ဒီအန်တီစီကအမေရှင်နဲ့ မြေရှင်ဆိုတာဂျင်နီတို့နေတဲ့တိုက်ကြီးမဆောက်ခင်ကမြေကိုပိုင်တာဆိုပဲ ဖေကပြောတယ်သူ့သားသမီးတွေကနိုင်ငံခြားမှာအလုပ်သွားလို့ရတာမို့အဲ့ဒီဒေါ်ကြီးကတယောက်တည်းနေတာတနာပါတယ်နောက်ဆိုသူ့အမိုးပေါ်ရေမကြအောင်ရွှေစိုက်ကြတဲ့တိုက်ရှင်မှာဂျင်နီတို့မောင်နှမသုံးယောက်ထွက်ကစားကြရင်လဲသူကကလေးတွေတိတ်ဆူတာပဲဆိုပြီးလာអော်တယ်ဂျင်နီကတော့ကစားမှာပဲလို့တူတူလေးပြန်ပြောလိုက်တယ် ဟုတ်တယ်လေရွာမာတုန်းကဆိုတငယ်ချင်းတွေမှအများကြီးအကျယ်ကြီးអော်လဲဘာမှဖြစ်ဘူးသူတို့လိုလမ်းချင်းချင်းလေးများမနေချင်လုံးလို့ဖေနဲ့မိကအိမ်ပြန်လို့ရပြီဆိုပြီးပြောတာနဲ့ရွာကိုတန်းပြန်မလို့စိတ်ထဲကနေလည်းပြန်ပြောလိုက်တယ်အန်တီကြီးကဂျင်နီတို့ကိုစူပူမန်ပဲတက်ပေမဲ့တစ်ခါတစ်ခါကြတော့လေဂျင်နီတို့ကစားတာကိုငေးပြီးကြည့်နေတတ်တယ်ဒီကြောင်ဖေဖေကိုပြောပြတော့အဝေးကသူ့ကလေးတွေကို နွမ်းနေတာနေမှာပေါ့တဲ့ ဒီလိုနဲ့မိုးရာသီရောက်လာခဲ့တယ်။တရက်တော့မိုးတွေကမရေမနာရွာတယ်။ညကြီးမှာမိုးတွေအဲ့လိုစက်တိုက်ရွာရင်ဘာဖြစ်တတ်တယ်လဲဆိုတော့လမ်းတွေရေမြုပ်တာပါပဲ။ဂျင်းနီတို့ရွာကချောင်းကလေးကျနေတာပဲ။ရေကျသွားတဲ့အခါပန်းမရေမနောင်းငယ်မောင်နှမသုံးယောက်အန်တီကြီးအရှိကရှုံတွေကို ရေးစေးပေးပြီးအမိုက်တွေကိုဝိုင်းလှဲပေးလိုက်ကြတယ် ရွာမှာချမ်းအကျယ်ရွေရှင်းလာတာဒီလောက်တော့ပျော့ပဲလို့ဂျင်နီကပြောလိုက်တယ်။ရှင်ဝင်သွားတဲ့အန်တီဂျီအိမ်ကိုလည်းဝိုင်းရှင်းပေးကြတယ်။အန်တီဂျီလည်းတော်တော်လေးပျော်ရွှင်နေတယ်။အမိုက်တွေရေမြောင်းထဲမှာဝင်နေမြို့လန်းတွေကရေကြီးမှာပဲ။အမိုက်ကိုတေချာဆွန့်ပစ်ဖို့အရေးကြီးတယ်လို့ဖေကပြောပြတယ်။တိုက်ပေးမှာအန်တီဂျီပိုင်နဲ့မြေလွတ်ကလေးရှိရဲ့။ ကလေးတို့ကအပင်ဆိုင်ဝါသနာပါကြတော့ဒီနေရာလေးမှာအပင်ဆိုင်ရှင်လာဆိုင်ကြလေအန်တီလည်းကလေးတို့နဲ့တူတူဆိုင်မယ်လို့သူကပြောပါတယ်ကိုဆိုရင်တော့ဂျင်နီတို့မောင်နှမသုံးယောက်နဲ့အန်တီကြီးတို့ဟာတငယ်ချင်းတွေဖြစ်သွားကြပြီတရက်တရက်သူနဲ့စိုက်ခင်းလေးအကြောင်းတိုင်ပင်ရတာအမောပါပဲဆိုင်ခင်းလေးနောက်ကတိုက်နေရမှာတော့ဂျင်နီရဲ့လက်ရပကြီးပုံလေးတွေနေရာယူနေပါပြီ ဂျင်းနီအတွက်မြို့ပြဟာဂျင်းနဲ့ဆရာကောင်းလာတယ်။ခြံဝင်းနဲ့မနေရပါပဲ။အပင်လေးတွေစိုက်ကြပြီးနေရမို့မှာအတူတကွရေးချေထားတဲ့ပန်းကင်းတွေလည်းရှိနေရလေ။အသေးရွက်တွေခူးပြီးတဲ့အခါသူတို့မောင်နှမဟာရက်ွက်ထဲမှာလိုက်ဝေပေးကြတယ်။သူတို့တငယ်ချင်းအတင်းနဲ့ပါတာပေါ့။သူကတော့မြင်းကြီးတက်ကအန်တီကြီးပါပဲ။အောင်မြင်လေးကတော့ဒါပါပဲရှင်။ ။ကလေးတို့ပြေဆိုရမေကိုများ ကလေးတို့ရဲ့တငယ်ချင်းတွေထဲမှာခုမျိုးကိုပြောင်းလာကြတဲ့သူတွေရှိလား။သူတို့ကိုဘလို့ဖေးမှကူညီနိုင်မလဲ။ဇလန်းတဲ့ကမောင်နှမ၃ယောက်နဲ့ညီညီတဲ့က NTG တို့ဘာဖြစ်လို့အဆင်ပြေသွားကြတာလဲ။နေရလို့ကွက်လက်လေးတွေမှာ အပင်ဆိုက်ရတာကြိုက်လား။ဘာပင်လေးတွေဆိုက်ရတာကြိုက်လဲ ကိုယ်စီမှာရှိတဲ့စားစရာတွေကိုအင်းင်းချင်းတွေစီဝေးများတဲ့တွေ့ကြုံရှိရင်ပြောပြပါအောင်